လောကမှာအဖော်ရှိတာနဲ့မရှိတာဘယ်ကောင်းအဖော်ရှိတာပါပဲ။ဟောတော့မင်းတို့ရှာနေကြတာပေါ့။ဟမ်ဘာလို့အဖော်ဆိုတာတောင်တွင်းမြောက်တွင်းမတွင်းနဲ့နော်။နော်ကိုယ်အတွက်သာဝရလက်တွဲပေါ်တိုင်ပင်ပေါ်တိုင်ပင်ပဲ့ ်နော်ပြဿနာတွေကြုံလာရင်ဆင်းရဲဒုက္ခတွေကြုံလာရင် လက်တွဲပြီးဖြေရှင်းမဲ့အဖို့မွန်ဟုတ်ကဲ့လားကိုယ့်အတွက်ထာဝရလက်တွဲပေါ်ရှိတာနဲ့မရှိတာဘယ်အကောင်ရှိတာပါဘုရားမင်းတို့အတွက်အကောင်ဆုံးအဖို့မွန်ကဘာလဲတဲ့အိုနောက်ကိုလက်ညှိုးမထိုးနဲ့တော့ဟမ်โอเชียหาเลยแหละหึ ကဲအဖို့ရှိကြလားဟင်ပြဿနာပဲပြဿနာပဲဘယ်လိုလုပ်ကြမလဲโอเคပထမမိကွန်းမှတ်ထားလိုက်ပါဗါတယ်လေအင်းပထမမိကွန်းကဗါတယ်လေအင်းခဏဒီတရားနာနီးပါသင်ပေးလိုက်နော်အခု စာထဲမှာတော့ကပုဂ္ဂိုလ်တတ္တဝါတို့ရဲ့အဖို့မောဟဘာလဲဟုတ်ကလားဟုတ်ပါဘူးပုဂ္ဂိုလ်တတ္တဝါဆိုတာတရားနာနေတာဘာလို့လဲတပည့်တော်တို့တပည့်တော်တို့ပုဂ္ဂိုလ်တတ္တဝါတွေဘာလို့ဟမ်ဘာလို့တွေတော့အဲ့ဒီပုဂ္ဂိုလ်တတ္တဝါထဲမှာတပည့်တော်တို့မပါဘူးလားပါရဲ့ပါရင်ဒီမေကွန်းဟာ ို့ဘလို့မှတ်မလဲတပီတော်တို့အတွေ့သာဝရ အဖို့မောဟာဘာလဲလို့မေးတာပါဖုရားနောက်ကိုတို့လို့မှတ်တာနော်တရားနာဏိတာတရားနာရဲဆိုတာဟိုကပုဂ္ဂိုလ်တ attva လို့မေးလိုက်တာကိုကပုဂ္ဂိုလ်တ attva တွေမှာမပါဘူးလားပါပါပါနေကိုတွေ့လို့ခံယူပြီးနာမဒီတရားကိုတွေ့တရားဖြစ်မှာပေါ့မဟုတ်ရင်သားတို့ကအခုစာဖတ်သလို ။အော် तू ကဒီလိုမေးတယ်တဲ့။ဟိုလူကဒီလိုဖြေတယ်တဲ့။ကိုယ်แท้မရောက်ဘူး။ဟမ်။အဲ့ဒါဆိုတရားနာရရောက်အောင်မလား။မရောက်ပါဘူးဗျာ။ကိုမလို့စာသင်နေတဲ့နေရာလဲဒီတိုင်းပဲ။ဘာနဲ့ဘာနဲ့ပေါင်းရင်ဘယ်လိုဖြစ်တဲ့။ဘယ်လိုဖြစ်တဲ့ဆိုရင်အဲ့ဒါစာမတတ်ဘူး။အော်ဘာနဲ့ဘာနဲ့ပေါင်းတာဘလို့ကိုယ်တိုင်သိရမယ်ကိုယ်တိုင်နားလည်ရမယ်ကိုယ်တိုင်လက်ခံထားမယ်ဒီပညာကိုယ်ပိုင်ပညာဖြစ်အောင်လုပ်ရမယ်ဟုတ်ပြီနော် ကဲအခုတရားနာနေပြောလိုက်ပြီနံပါတ်1မိကွန်းကဘာလဲလဲဆိုတစ်ချက်မှတ်သွားနော်ကြက်တူရွေးစာအန်တို့တော့မလုပ်နဲ့နော်အဲ့ဘုံဘုံကဒါပညာပေးနေတာဒီတိုင်းဒီတိုင်းဒီတိုင်းသွားမှရမှာဘုံဘုံကိုဟိုးတက္ကသိုလ်နော်အိန္ဒိယတက္ကသိုလ်တို့အင်္ဂလန်တက္ကသိုလ်တို့အစရှိတဲ့တက္ကသိုလ်တွေမှာသွားနေပြီးတော့ မဟာဘွဲတို့ပြည့်စီဘွဲတို့ယူနေတဲ့ဆရာတော်တန်ဃာတော်တွေကဘုံဘုံလာမေးဘူးလေမြေတရားတွေကိုဘယ်လိုလေ့လာလဲဆရာတော်တပါးငါ thesis လုပ်တာတဲ့ငါအဲ့ဒီတုတ်တစ်ခုကို thesis လုပ်တာသုံးခါကြတယ်ဆရာအအောင်မပေးဘူးလေမင်းဟောတဲ့တရားကိုပြန်နားထောင်ပြီးငါပြန်ရေးတာအခုကအိုက်ပွဲရပြီနော် အဲ့ဒီမှာဘုံဘွန်ပြောလိုက်တယ်အရှင်ဖျားတို့ကအဲ့ဒီစာပေတွေကိုဘာအတွက်လေ့လာတာလဲလို့ဟာတပည့်တော်တို့က MA ပြီးအောင်လို့လी MA ရဖို့လေ့လာတာဟုတ်ကလားကိုမင်းတို့ကလည်းဒီမှာ BSc ဆိုတော့နော် BA BSc ရဖို့ကြောင်းတက်နေကြတယ်ဟုတ်ကလားအေးအဲ့ဒါဆိုမင်းတို့ငါးပါးမောက်တော့နော် ဲ့တော့အဲ့ဒီမှာရှင်ဖျားတို့က MA ဘွဲ့ရဖို့အဲ့ဒီစာကိုလေ့လာတာတပည့်တော်ကအဲ့ဒီဆဲစာတွေကပညာလိုချင်လို့လေ့လာတာအဖြေနှစ်ခုကြွားသွားပြီရှင်းလားရှင်းပါဘုံပြောတာသဘောပေါက်လားအခုဒီနေ့တရားပွဲလေအာနာပါနာလာတာမဖြစ်စေနဲ့နော်အဲ့တော့ထိုင်မိပြီးသွားပြီအကျိုးရှိအောင်လုပ်သွားဟုတ်ပလားအဲ့ဒီမိကွန်းကဘယ်သူ့အတွက်မေးတာလဲ Mami no